စီပွားရေးလုပ်ငန်းတွေနဲ့မအားလက်တဲ့လုပ်ငန်းရှင်ဖြစ်ပါလေရန်ဝင်းမွန်ရွှေရဲ့နောက်ကိုအမြင်လိုက်ပြီးနေတဲ့ကိုနိုင်ဖြိုးကျော်ရဲ့နောက်ကကအကြောင်းရင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်မြန်မာ Star Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တခြားသောထိတ်တန့်တတိခေမုန်းတွေနဲ့မတူဘဲဇနီးတဲ့နောက်လိုက်နေတာကတော့ဝင်းမွန်ရွှေရဲ့အမျိုးသားဖြစ်သူနိုင်ဖြိုးကျော်ပါ။ပရိသတ်တွေအားလုံးသိတဲ့အတိုင်းပဲကိုနိုင်ဖြိုးကျော်က VV အချို့ကြီး MG က Leap Motor လျှက်စစ်ကစတဲ့လုပ်ငန်းကြီးများစွာကိုပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်လူငယ်ဘီလီယံနာတတိကြီးတူပါ ါဒီလိုမျိုးလုပ်ငန်းကြီးတွေကိုဥဆောင်နေတဲ့သူတယောက်ရဲ့အချိန်ကအလွန်တန်ဖိုးရှိပြီးတော့မိနစ်တိုင်းကငွေနဲ့တွက်နေရပါတယ်။ဒါပေမဲ့အင်အားစရာကောင်းတာကဒီလိုမအားလက်တဲ့လုပ်ငန်းရှင်ကြီးတယောက်ကသူ့ရဲ့ဇနီးဝင်းမွန်ရွှေကြီးဘဲပွဲပဲတက်တက်ဘဲရုပ်ရှင်ပွဲတော်ပဲတော်တော်အမြဲတမ်းနောက်ကွယ်ကနေအရေးတစ်ခုလိုလိုက်ပါပံ့ပိုးပေးနေတာပါပဲ။ ဒါကချစ်ချင်းမြတ်တာကိုပတ်စံနေတယ်မဟုတ်ပဲကိုယ့်ရဲ့တန်ဖိုးရှိဆုံးဖြစ်တဲ့အချိန်တွေမှာရင်းနှီးမြှုပ်နှံပြီးတော့ချစ်ပေးနေတာပါတတိယချင်းနိုင်ပြောကျော်ရဲ့ပြုမှုတွေကတာမန်တတိယကြီးတွေနဲ့လုံးဝကွဲပြားနေပါတယ် သူကိုယ်ရင်ကဈေးအကြီးဆုံးနာမည်ကြီးနိုင်တွေကိုလက်မဝစ်စင်လေးမရှိပါဘူး။လက်ချက်လက်စွပ်ပပလေးတကွင်းကလွယ်လို့တခြားလက်ဝတ်ရတနာဘာမှမရှိပါဘူး။အမြဲတမ်းရိုးရိုးရှင်းရှင်းနဲ့အနေဆုံးမှနေထိုင်တတ်တဲ့သူပါ။ကိုနိုင်ပြိုးကျော်ဟာဇနီးတဲ့ကိုတာဦးစားပေးပြီးတော့တတိတယောက်ဖြစ်ပေမဲ့လည်းလူပုံလေးမောင်ဇနီးတဲ့ကိုအထာကင်ပြတာအရှိကနေဦးဆောင်သွားတာမျိုးလုံးဝမလုပ်ခဲ့တာပါ။အမြဲတမ်းလေးစားစွာနဲ့နောက်ကနေဝင်းမုံရွှေရဲ့အလှကိုပဲငေးကြည့်လိုက်ပါပန်ဖို့ပေးနေတတ်သူပါ။သူ့ကိုယ်သူအနေဆုံးမှထားပြီးတော့ဇနီးတဲ့ကိုတော့ ဘာအဆင့်မီအမြင့်ဆုံးမှာတင်စားထားပါတယ်။ကိုနိုင်ပြည့်စုံရဲ့စေတနာအစစ်အမှန်ကဒီနေရာမှာပေါ်လွင်ပါတယ်။ သူကသူ့ရဲ့ကြွယ်ဝမှုအလုံးစုံကိုဇနီးတဲ့ရဲ့အမှုပညာအောင်မြင်မှုနဲ့ဂုဏ်သိက္ခာတွေပေါ်မှာအပြည့်အဝပုံအပ်ထားပါတယ်။ဝိမုံရှင်ဝိစင်နဲ့ဝိစုံတွေဟာပြင်သစ်ဒီဇိုင်နာတွေအထူးကျုပ်လုပ်ပေးထားတဲ့တခါမှမမြင်ဘူးသေးတဲ့ဒီဇိုင်းအသစ်အစမ်းတွေကြီးပါပဲ။ဒါအပြင်ဝိမုံရှင်ဘဲပွဲပဲတက်တဲ့ဝိစင်နဲ့စိန်နဲ့အကြောင်းမြတ်ယတနာတွေဟာလုံးဝမထက်ရပါဘူး။တလဇာပွဲတက်ဖို့အတွက်လည်းဝိယတနာဒီဇိုင်းအသစ်တွေကိုကြိုတင်မှယူပြင်ဆင်ပေးထားတာလည်းသိရပါတယ်။တရင်းနေရဇနီးအတွက်တလဇာဖက်ရှင်ဒီဇိုင်းအသစ်တွေနဲ့ယတနာတွေအတွက် လစဉ်ကုန်ကြတဲ့ငွေပမာဏကဒေါ်လာ300ချီရှိနိုင်တယ်လို့တောင်ခန့်မှန်းထားကြတာပါကိုနိုင်ပြောစောဇနီးတဲ့ကိုသူမိမမဖြစ်ခင်ကထက်တောင်ပို့ပြီးတော့အောင်မြင်ပို့တောက်ပပို့ကုန်ရှိလောင်ဖန်တီးပေးတတ်ပါတယ် သူရဲ့ဖုံတကူသူရဲ့အစဉ်အတန်းဟာသူရဲ့ဇနီးဖြစ်သူဝိမုံရွှေကြီးကဒီလောက်အားလုံးရဲ့ကြားမှာထင်းလင်းတောက်ပနေခြင်းကြောင့်အလိုလိုတက်နေတာလို့ယူဆထားတာပါသူကိုယ်တိုင်ကလူတွေရဲ့အယုံဆိုင်မှုကိုမယူဘဲသူဇနီးကိုသာစင်မော်တင်ပေးလိုက်တဲ့ကိုနိုင်ဖြိုးကျော်ရဲ့ဒီလိုမျိုးအနစ်နာခံတဲ့ချစ်ချင်းမြတ်တာတွေကြောင့်မြမပရိသတ်တွေကတော့သူ့ကိုအထူးပဲလေးစားချစ်ခင်နေကြတာဖြစ်ပါတယ်ကိုနိုင်ဖြိုးကျော်ဟာဇနီးလေးကိုချင်လွန်းလို့နောက်ကနေတကောက်ကောက်လိုက်နေတာပါပရိသတ်ကြီးတို့ရောကိုနိုင်ဖြိုးကျော်လိုမျိုးအချိန်ကြီးမှာစေတနာနဲ့အချိန်တွေပတ်စံတွေအကုန် ံပုံအပ်ပြီးတော့ရင်းနှီးမြှုပ်နှံထားတဲ့ခေမုံတဲ့မျိုးကိုဘယ်လိုထင်မြင်မိပါသလဲ။ကေရဲ့ဒီလိုထူးခြားတဲ့အိမ်ထောင်ရေးပုံမှာဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။